ဂျင်ဆောင်တို့တပ်ပွဲတိုက်ခိုက်ခဲ့တဲ့ဗီဒီယိုကိုအက်ဒီတာကကြည့်နေပါတယ်ပြီးတော့တေချာတုံးတက်နေပြီးခုံမို့ကိုတစ်ချက်ကြည့်လိုက်တော့အေဘလက်အစင်ဖိအားပီဆောင်မကိုလက်လျှော့လိုက်ပါဆိုတဲ့ဒက်တီဘီဆာရွက်ကိုတွေ့သွားပြီးသူတို့ကငါတင်လိုက်တဲ့ဗီဒီယိုကိုထည့်ချလိုက်တာပဲပြီးတော့အေဘလက်အစင်ဖိအားတဲ့ကအစိုးရကဘာလို့ဒီလိုထည့်သွားတာလဲ ဆိုကစိတ်ပုံနေပြီးအသွေးထဲမှာတော့စာသားနဲ့တက်ပုံလောက်ပဲပါတယ်။စောင်းမွားတွေနဲ့စာဖတ်ပရိသတ်တွေကိုအယုံသွင်းခဲ့တဲ့ခေတ်ကြီးကမရှိတော့တာကြာပြီ။လူတော်တော်ညံ့ကဒါကိုစဉ်ညွတ်တိုက်ပြီးလှုပ်ထားတာလို့ပြောကြမှာပဲ။ဒါမှမဟုတ်လေဟောင်းဝထက်တဲ့ကြောင့်လှုပ်ဝတ်ရရုပ်လို့ပြောကြမှာပဲ။ဘဒုကဂျုံမှာလည်းစိတ်ဆွာအစင် F ရှိပြီးတော့နောက်ဆုံးရောက်နေတဲ့ကျောင်းသားကလူအယောက်၂00ကိုအနိုင်ယူလိုက်တယ်ဆိုတာကိုလေ။ငါလည်းလူကိုယ်တိုင်တွေ့ခဲ့တာမဟုတ်ဘူးဆိုရင်အဲ့ဒါကိုအတိတ်မှမရှိတာပဲဆိုပြီးတော့ခေါင်းထဲကထုတ်ပြစ်လိုက်မှာ။ ဒါပေမဲ့ဘာလို့သူတို့ကအိတ်ကြောင်သားရဲ့အရေးချင်းကိုဖုံးကွယ်နေရတာလဲအဲ့ဒါကအစိုးရကနေစစ်ထောက်ခွင့်ရတာလေအကြောင်းမလို့သူတို့ကအရေးချင်းရှိတဲ့ကြောင်သားတွေကိုကာဝယ်ပေးနေရလားမဟုတ်ဘူးအဲ့လိုတော့ဆိုသူတို့ကကက်ကိစ္စရဲ့ဟီးရိုဂင်းဆဲယွန်းရဲ့အင်တာဗျူးကိုအရင်ဆုံးထက်ချခြင်းမှာပဲလို့တွေးရင်မင်းအောင်ကက် ဆိုကဒတိယသွားပြီးတော့ကွန်ပျူတာရှိရာကိုအတီးသွားကဘဏ်ကိစ္စမှာပါတဲ့လူတွေရဲ့နာမည်စာရင်းကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ငါသိတာပဲငါရဲ့ခက်မှန်းချက်တွေအရာဆိုက အာရဝန်တာအထင်နေတော့အဒီတာချုပ်ဆိုတဲ့ခေါ်တန်တဲ့အတူဝင်ခွင့်တောင်းနေတဲ့အတွက်ထိုးသူကိုဝင်လာခွင့်ပေးလိုက်ရပါတယ်ဝင်လာတဲ့သူကဒါကအသွင်းလူရဲ့တည်င်းဆိုပေမဲ့ကိုကိုရှင်နဲ့ဟာဝန်းကျောင်းတို့ကဘာညာဘာညာနဲ့ပြောပြလိုက်တော့အဒီတာကအခွင့်အရေးကောင်းတစ်ခုပဲဆိုကတျော်သွားပါတယ် ထို့နောက်ចောင်းရှိရာကိုလိုက်ပြထားပြီးတော့ဂျင်းဆောင်ကသူ့အဖွဲ့သားတွေကိုချီးကျူးနေပါတယ်။သူ့အဖွဲ့သားတွေကလည်းဂျင်းဆောင်ကျေးဇူးကြောင့်တက်ကြက်ထက်သွားတဲ့အတွက်ဘယ်သူမှလာမရှုပ်ရဲတော့ကြောင်းဂျင်းဆောင်ကိုရင်ဖွင့်နေပြီးတော့ဒါနဲ့ငါတို့ပြီးရင်တော့ boss ကလေ့ကျင့်လုပ်နေသေးရလားဆိုပြီးမေးတော့ဂျင်းဆောင်ကအဲ့ဒါက senior အတွက်သွေးပူလေ့ကျင့်ခန်းလောက်ပဲရှိသေးတာလေ။ဒါကြောင့်ပါဆိုတော့အဖွဲ့သားတွေကထုံသွားပါတယ်။ ထို့နောက်အဖွဲ့သားတယောက်ကဒီနေ့ငါတို့တခင်မလေးကိုမတွေ့ရပါလားဆိုကာရှာနေတော့ဘာမှမသိရဲ့ဂျင်းဆောင်ကတခင်မဟုတ်လားဘာလို့လဲလို့တင်မိရပါတယ်ထို့ကအဖွဲ့သားတွေကဂင်းစင်းယောက်ကငါတို့ကိုအဲ့လိုခေါ်ဖို့ပြောခဲ့တာလေ ဟဲ့အောင်လေးပတ်ချင်စားကမင်းတို့ boss ဆိုရင်ငါ့ကိုတခင်မလေးလို့ခေါ်ကြဒီစကားတွေကြောက်ကျင်းဆောင်ကရှက်ပြီးဘာတခင်မဟုတ်လားအဲ့လိုမဟုတ်ရပါဘူးဘာပဲတည်တည်ငါလက်ချင်နောက်တစ်ခုလုပ်မယ်လို့မပြောရသေးခင်အထီးသူကစောင့်နေသေးတယ်ထိုင်းမဲ့လဲငါကမနာတော့သူလဲစောစောတင်သွားတာပဲလို့ခြေချင်းချက်ပေးနေပေးမယ်သူ့အဖွဲ့သားတွေကဟေး boss ကလည်းရှက်စရာမလိုပါဘူးပြီးတော့အောက်ပေးနေတဲ့တခင်မကိုအဲ့လိုမဆန့်ဆန့်သင့်ဘူးနော်မင်းမှတမာပြီးလှပတယ်တခင်မရှိနေတာကိုတော့ငါတို့မနာလို့လိုက်တာ boss ရာအเจ้าမေးရတွေရောတခင်မလေးနဲ့တူတူချင်းတွေးကြသေးလားဆိုကဆက်စုနေကြတော့ ရှက်ကိုရှက်ကန်ထင်နေတဲ့အချင်းဆောင်က အာတခင်မလေးလို့ပြောတာတော့ကြပါတော့ဆိုကနားပိတ်ခါထိုင်နေတော့ရှေ့ကိုလူတရားကိုရောက်လာပါတယ်ဒါကြောင့်မောကြီးလိုက်တဲ့အခါမှာတော့ထို့သူကမင်းကတက်တာပတ်ချင်စမ်းလားလို့မေးပါတယ် ျင်းဆောင်ကတော့စိတ်ထဲမှာမထင်နိုင်တာသူရောက်လာတာကိုငါလုံးဝမခံစားမိလိုက်ဘူးဆိုကလန့်နေတယ်လို့ဘေးကအဖွဲသားတွေကပါလန့်နေပါတယ်ဒါကြောင့်ထိုးသူကအိုးငါမင်းတို့နိုင်ကျုပ်တည်းရောက်လာတော့လန့်သွားကြတဲ့ပုံပဲငါတောင်းမှမှာတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ကျင်းဆောင်ကချက်ချင်းပဲရရပါတယ်စစ်တပ်အကြီးကလီရှင်းဆိုကမိတ်ဆက်လိုက်တော့လီရှင်းကမင်းငါကိုတိနေလို့ကျေးဇူးပါပဲဆိုတော့ကျင်းဆောင်ကဒီနိုင်ငံထဲမှာအကြီးကလူမျိုးကိုမသိရင်တရှူလို့ပြောရမှာပဲ အေးမဟုတ်သေးဘူးတချို့ကပုံတော်သိအောင်မှာပါလို့ပြောပါတယ်ဒီရှင်ကတော့ထူးစကားကြောင့်ရီမောနေရင်ကမင်းကရှိစရာကောင်းတာပဲဒါနဲ့မင်းနောက်ကမင်းတငယ်ချင်းတွေလာလို့မေးလိုက်တဲ့အခါအလိုက်တိတဲ့အဖွဲ့သားတွေကဟုတ်ပါတယ်သူကကျွန်တော်တို့ရဲ့ boss ပါဆိုပြီးတန်တန်ပြောတော့ဒီရှင်ကလည်းအိုးစွမ်းရင်ကောင်းကောင်းရှိရဲ့လောက်ငယ်သားတွေပဲဆိုတော့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့စွမ်းရင်တွေက boss ကျေးဇူးကြောင့်အများကြီးအများကြီးကောင်းလာတာပါဆိုကတန်တန်ပြောနေကြတဲ့အတွက်ဂျင်းဆောင်ကတော့အချက်ကြီးရှက်နေပါတော့တယ် ဒီတော့အလီရှင်းကပဲမိန်းလို့ boss နဲ့ခဏလောက်စကားပြောစရာရှိတယ်ဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့နောက်ဆက်ဝေးပါမယ်လို့ပြောပါတယ်ဒါကြောင့်အလီရှင်းကဟုတ်ပြီကျေးဇူးပါပြီးတော့မင်းတို့ငါကိုဒီနေ့တွေ့ခဲ့တဲ့ကိစ္စကိုလည်းကျွန်တော်တို့တိုက်သိနေမှာပါမင်းတို့ကတပုတ်ပေါက်လွယ်တာပဲဆိုပြီးပြောပြီးတဲ့အခါမှာတော့အကုန်လုံးကပြည့်ထွက်သွားကြတဲ့အတွက်ခွန်အားကြီးတဲ့ကလေးတွေပဲသူတို့မှာတောက်ပတဲ့အနာဂတ်တွေရှိနေတာပဲကဲပါဘာပဲဖြစ်ဖြစ်နေရာပြောင်းကြရအောင်ငါတို့ဒီမှာဆိုရင်အရန်တိတာလို့နဲ့ဒါနဲ့ငါမင်းအစ်တရားကိုနောက်ဆက်မိလို့တောင်းပန်ပါတယ်လို့ပြောပါတယ် ဒီတော့အချင်းဆောင်ကလက်ထောက်အကြီးကြီးလီရှင်ကကျွန်တော်လိုကြောင်းသားမျိုးနဲ့ဘာကိစ္စရှိလို့ပါလဲဆိုပြီးမေးတော့လီရှင်ကငါတို့တိုက်ပွဲဗီဒီယိုကိုကြည့်ပြီးမင်းနဲ့တွေ့ဖို့လာခဲ့တာဆိုတော့ချင်းဆောင်ကဗီဒီယိုကိုတဘောကြရဲဆိုလို့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့အကြီးအကဲလို့အလုပ်ညားနေတဲ့လူမျိုးကကျွန်တော်လို D++ အဆင့်ပဲရှိတဲ့အကြောင်းသားမျိုးကိုကိုယ်တိုင်လာတွေ့တာကတော့လို့ပြောနေတော့ဒီရှင်းကအမ်းချင်းဆောင်မင်းစိတ်ဆွမ်းရည်ဒီမှာအဆင့်နေရှိရလို့ထင်လားဆိုပြီးမေးတဲ့အတွက်ချင်းဆောင်ကထိတ်လန့်သွားပြီးအကြီးအကဲကဘာလို့ဒီလိုမေးခွန်းမျိုးမေးရတာလဲဆိုပြီးတွေးနေပါတယ်။ ဒီတော့လေရှင်းကပဲဆက်ပြီးအဲ့တော့မင်းညှိုးနေထားလို့မဟုတ်တဲ့ကြုံဝါကြပန်းမိကွန်ပါဘာပဲဖြစ်ဖြစ်အဓိကအချက်ကိုပြန်သွားရမယ်ဆိုရင်ဟာဝတ်ထပ်တန်းအကြောင်းကိုစစ်ကြောင်းထည့်အောင်လို့ရွေးချယ်ခဲ့တဲ့လူကငါပဲဟမ်အကြီးကဲလားအဲ့ဒါရက်ဆက်ပေးမယ်ငါမင်းလိုចောင်းသားမျိုးတွေကိုဆင်းရဲတဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့တိုးတက်လာဖို့ညှော်လင့်နေတာငါအစကတက်ချက်အန်ဆောင်ကိုညှော်လင့်ခဲ့ပေမဲ့ထင်သားတယ်လို့ချွတ်ချုံမှုမှုဖြစ်မလာဘူးဆိုပြီးပြောတော့ဂျင်းဆောင်ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကလက်ရှိမှာစီနီယာအန်ဆောင်ကိုလမ်းပြပေးမှုတွေအကြောင်းမယုံနိုင်တော့တိုးတက်လာတာ တကယ်လို့စီနီယာတာမရှိရင်ကျွန်တော်ရောစောစောတုန်းကအကောင့်လို့ရရှိလာမှာမဟုတ်ဘူး ဟာဟာငါမှပြောမိပြီထင်တယ်တကြက်အန်ဆောင်ကိုစ조사လုဆောင်တာနေပြီဟောင်းအောင်ចောင်းသားចောင်းသူတွေလည်းအတူတူ조사လာကြဖို့ငါညှောလင့်နေတာပါဒါပေမဲ့သူ့နောက်လိုက်ဖို့တင်ပြီးတဲ့တယောက်ယောက်ကနောက်ဆုံးတော့ထွက်လာပြီပဲငါမင်းကိုလူကိုယ်တိုင်တွေ့ပြီးတော့ငါရဲ့ရိုးရှင်းတဲ့အသွေးတွေကိုအတီတူပြီးလို့ငါပြောပါတယ်လို့ပြောရင်စိတ်ထဲမှာတော့သူကအဲ့ចောင်းသားညံလာငါတော့မသိတဲ့လှုပ်ဝက်လက်နက်ကလေငါတကယ်ပဲတယောက်ကြလိကျင်ဗီဒီယိုကိုကြည့်ပြီးအံ့ဩသွားခဲ့ရတာဒါပေမဲ့သူဂိမ်းချန်ကိုအဲ့ဒါလေးနဲ့အနိုင်မနိုင်ပါဘူးဒီចောင်းသားတိုးတက်ရေးအတွက်စိတ်ဆန္ဒကိုကြည့်ရင်သူ့အနာဂတ်မှာအများ ကြီးတိုးတက်လာအောင်ပါပဲသူကငါလိုချင်တဲ့ပုံစံအတိုင်းပဲဒါပေမဲ့အခုတော့အဲ့ဒါထက်ကြီးတဲ့စွမ်းရည်ကိုမခံစားမိဘူးလို့တွေးနေတော့ချင်းဆောင်ကခေါ်လိုက်တဲ့အတွက်တောင်းမှန်ပါတယ်ငါအသွေးထဲခဏနင့်နေသွားလို့ပါလို့ပြောလိုက်ပေမဲ့အဲ့ဒါကခင်းရန်ကားကိုဆိတ်ရှုပ်ထွေးအောင်လုပ်ခဲ့တဲ့ပရိယညံလားဒါမှမဟုတ်ကလင်ကချစ်ကြသွားတာညံလားငါအခုတော့အဲ့ဒါကိုသိဖို့နီးလမ်းမရှိသေးဘူးလို့စိတ်ထဲကတွေးနေပြီးမှငါပြောလို့ပြီးပါပြီအချိန်ပေးလို့ကျေးဇူးပါတက်တာပကျင်ဆန်းမဟုတ်တာရပါတယ်ဒါဆိုခွင့်ကြည့်ပါအောင်အာပြီးတော့မင်းအနိုင်ရရင်ကောင်းပါပဲဟမ်ဘ누구ကိုလဲ ဟာဟာမကြခင်တိလာပါလိမ့်မယ်အိမ်ကိုကောင်းကောင်းပြန်ရောက်ပါစေလို့တယောကထွက်သွားတဲ့အတွက်ချင်းဆောင်ကသူ့ဘာကိုပြောသွားတာလဲဆိုကကြောင်ပြီးကြံခဲ့ပါတယ် ထို့နောက်လေ့ကျင့်ခန်းထဲမှာတော့ senior အန်ဆောင်ကလေ့ကျင့်နေပါသေးတယ်။အခုမှ7နာရီပဲရှိသေးတာပဲ။ငါ့ရဲ့ကန့်တတ်ချက်ကိုရောက်ဖို့အချိန်ကတူသွားပြီပဲ။လို့ပြောရင်ပတ်ချင်ဆောင်တဲ့ zombie အဖွဲ့ဝင်တက်တွေရဲ့ကျေးဇူးကြောင့်အချိန်ခံလေ့ကျင့်ရရဲ့တောက်တင်းခိုင်မှမှုတိတိတတ်တာတိုးတက်လာပြီးငါ့ကြွက်သားတွေကဒီအချိန်နေရောက်လာတာတောင်ကြာပြီပဲ။ငါအိတ်ကလေးရဲ့စံညာပုတ်ကိုထစ်ချင်ရင်နည်းနည်းလောက်ပို့ပြီးလို့တွေးကပတ်ချင်ဆန်းမင်းလောက်ချစ်စရာကောင်းတဲ့လူမရှိဘူးပဲ။လို့ညီကအเจ้าကနေထွက်လာပါတယ်။ထို့သူထွက်လာရင်လမ်းကြားထဲမှာအတန်ကြားတဲ့အတွက်စူးစမ်းကြည့်ရာကျွန်တ ចောင်းသားတအုပ်ကចောင်းသူလေးတယောက်ကိုအနိုင်ကျင့်နေတာတွေ့လိုက်ရတဲ့အတွက်စောင်းဟုကထွက်လာရင်ရက်လိုက်ငါအကြံပေးတာနော်လို့ပြောလိုက်ပါတယ်ဒီအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဲ့ဒီចောင်းသားအုပ်တွေနဲ့စောင်းဟုဘလို့ဆက်ကြည့်အောင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ